ကြာပြီရုံရုပ်ရှင်ရုံမတင်တာဆိုရင်ဟို2000တကယ်တကယ်ဆိုရင်2010တည်းကလုံးမလုံးပဲနဲ့ကိုနေ2019ကျမှပြန်လိုက်တာဆိုတော့ဈာထဲမှာ90နှစ်လောက်မလုံးဖြစ်တော့ဘူးအဲ့လိုဂျိုးစားဂျိုးစားပဲလုံးဖြစ်တယ်တေချာကြီးအဲ့လိုမျိုးဟိုကို့အတွက်နေရာရတဲ့ကားဒါပထမဆုံးပြန်ရိုက်ပြန်ရိုက်တဲ့ဟိုကမ်ဟိုကမ်ဘတ်လို့ပြောလို့ရတာပေါ့မမမရိုက်တော့ဘူးဆိုပြီးလောက်ထားတာ तू ကအဲ့လိုအဲ့လိုပြန်လုတ်ခိုင်းတာလည်းပါတာပေါ့အဲ့ဒါကြောင့်လည်းပါတယ် သူကသူကလုံးချင်ပါလေလုံးချင်ပါဆိုပေမဲ့လည်းဟိုတော့သူသူဘောကမှသူရှိတဲ့အခြေအနေတွေမှာနေရာယူထားရပုံစံအကြတော့အဲ့အဲ့အခြေအနေအားနေတော့ပေါ့နော်နေတော့တော့တကယ်တော့သူ့ရဲ့သူ့အခြေအနေငယ်လေး၁၉နှစ်သမီးနဲ့သူစပြေလို့လို့လာတဲ့ပုံစံလေးအကုန်လုံးကရုပ်ရှင်မှာပဲလို့လို့လာဆိုတော့ဒီအချိန်မှာသူ့အတွက်အဲ့နေရာယူမှုပုံစံနေတော့လို့ကျင်းတော့လို့သူကဒီလုံးကိုသူကဟိုသွားပြီးထိဖို့သူမလုပ်တော့မလုပ်ချင်တော့ဘူးဆိုတော့ကျွန်တော်အဲ့နေရာကိုပြန်ချက်ပြီးတော့ အဲ့သူရဲ့သူကဘာသာရှိတဲ့သူတွေလေနောက်ပြသူကတကယ်လည်းရည်တည်နိုင်ခဲ့တဲ့သူတွေဆိုတော့ကျွန်တော်ပြန်လို့စေချင်တာပေါ့နော်ဘာလို့ကျန်တဲ့နယ်ပယ်မှာသူမကြောက်အောင်လေကြာပြီရုပ်ရုပ်ရှင်ရုံမတင်တာဆိုရင်ဟို2000တကယ်တကယ်ဆိုရင်2010တည်းကလုံးမလုံးပဲနဲ့ကိုနှစ်2019ကျမှပြန်လိုက်တာဆိုဈာထဲမှာကိုနှစ်10နှစ်လောက်မလုံးဖြစ်တော့ဘူးအဲ့လိုဂျိုးစားဂျိုးစားပဲလုံးဖြစ်တယ်တေချာကြီးအဲ့လိုမျိုးဟိုကို့အတွက်နေရာရတဲ့ကားဒါပထမဆုံးပြန်ရိုက်ပြန်ရိုက်တဲ့ဟိုကမ်ဟိုကမ်ဘတ်လို့ပြောလို့ရတာပေါ့ တရားတတရမမမရိုက်တော့ဆိုပြီးလှုပ်ထားတာ။ तू ကအဲ့လိုအဲ့လိုပြန်လှုပ်ခိုင်းတာလည်းပါတာပေါ့။အဲ့ဒါကြောင့်လည်းပါ။ तू က तू ကလှုပ်ချင်ပါလေ။လှုပ်ချင်ပါလေဆိုပေမဲ့လည်းဟိုနော် तू तू ဘောကမှ तू ရှိတဲ့အခြေအနေတွေမှာနေရာယူထားရပုံစံကကြတော့အဲ့အဲ့အခြေအနေအားနည်းတော့ပေါ့နော်။နည်းတော့တော့တကယ်တော့ तू ရဲ့ तू ဒီချိန်လုံးငယ်လေး၁၇နှစ်သမီးနဲ့ तू စပြီးလှုပ်လို့လာတဲ့ပုံစံလေးအကုန်လုံးကရုပ်ရှင်မှာပဲလှုပ်လို့လာဆိုတော့ ဒီချိန်မှာသူ့အတွက်အဲ့ဒီနေရာယူမှုပုံစံနဲသွားလို့ကျင်းသွားလို့ဒါသူဒီလုပ်ကိုသူကဟိုသွားပြီးထိဖို့သူမလုပ်တော့မလုပ်ချင်တော့ဘူးဆိုတော့ကျွန်တော်အဲ့နေရာကိုပြန်ချဲ့ပြီးတော့ဘာလို့သူရဲ့သူကဘာသာရှိတဲ့လူတွေလေနောက်ပြီးသူကတကယ်လည်းရည်ရည်နိုင်ခဲ့တဲ့လူတွေဆိုတော့ကျွန်တော်ပြန်လို့ဆီကျင်တော့နော်ဘာလို့ကျန်တဲ့နယ်ပယ်မှာသူမကြောက်အောင်လေတချို့မှာဟာတချို့ဟိုင်းမှာသူကျွန်တော်ပြောတော့ကျွန်တော်လည်းသူနေကြအောင်အများစကားပြောနေကြဆိုတော့ဟိုဘာလို့ကျွန်တော်ဘယ်လိုပုံစံတွေးနေရပါလဲဆိုတော့ဟိုငါတို့လည်းသိပြီးသားပါ ဒါပေမဲ့သူသူ့ရဲ့ pro ဖြစ်နေတဲ့သူရဲ့ဒီ editing လုပ်တဲ့ဆိုတဲ့ scale မှာတော့ကျွန်တော်သွားပြီးတော့ဝင်ပြီးအဆောက်အအုံရဟိုတော့အဲ့လိုမျိုးပြောနေတဲ့သူတော့မဟုတ်ဘူးအဲသူတည်ပြီးတာသူရင်းချက်ပြီးတာသူကလုတ်တက်ပြီးတာဆိုတော့လေဒါသူနဲ့ driver ရားထဲမှာရှိရဲ့ဟိုအခန်းခံလိုက်ဆိုတော့သူကသူ့ရဲ့ပြောပစီပေါ့ကျွန်တော်တို့သူလုံနိုင်တယ်ဆိုတော့ဇက်ရုပ်ဘာညာလေးဟိုရွေးချယ်တာပြင်ဆင်တာတော့ကျွန်တော်လုပ်ပြရအောင်နော်ကျွန်တော်တို့ editing လို့စကားပြောတာတော့ဥပမာပြင်ဆင်တာတော့ driver ရဲ့ authority ပေါ်မှာပဲသူရှိရအောင်ပေါ့အဲအဲ့တိုင်းပဲကျွန်တော်ပြင်ရှိပါ ဟိုဇက်ကကိုကလည်းကိုရေဝိထုပတ်တာဝါသနာပါတော့လေဇက်ကူရလာပြီဆိုရင် ဖတ်အရင်ဖတ်ကြည့်ရဲနောက်ပြီးတော့ तू ကအဲ့လိုပေါ့စက်တွေပိုင်းဆိုလဲ तू ကပြော့ပြရဲအဲ့လိုပေါ့သူမှမရောင်းရမပေးရသေးခင်အဲကိုယ်တိုင်တိုက်ကမလုပ်ရသေးခင်မှာ तू ကအဲ့လိုစက်ရှိရဲပြော့ပြရဲကိုယ်လည်းအဲ့လိုဝါသနာပါတယ်အဲ့လိုသူနဲ့အမြဲပြောပြတော့လေအဲ့လိုဆိုတော့ဟိုဇက်တစ်ခုကိုမြင်လိုက်တာ ਨੇ ဘယ်နေရဘယ်လိုလုံးလို့ရတယ်ဆိုတာသိတော့လေအဲ့လိုမျိုးလဲကိုကယူသွတ်တယ်ဟိုကာချောက်ရဲ့အခန်းနေတယ်ဒါပေမဲ့လောက်ွက်ရတယ်ဆိုလောက်ချင်တယ်အဲ့လိုပေါ့ပြီးတော့တိတိမိမိပေါ့နော်အဲ့လိုမျိုးဒါကတော့ तू သူ့ရဲ့အကျိုးပေးနဲ့ဒီဇက်နဲ့သူနဲ့တိုက်ဆိုင်မှုပုံမှန်လေမူတီရပါတော့ အဲကျွန်တော်တို့ပြင်ပေးရဆိုတဲ့အချိန်ဒီမှာလည်းဒါမှကျွန်တော်ဟောင်းကိုကျွန်တော်အဲ့လိုမျိုးလုပ်တာမျိုးတော့မဟုတ်ဘူးအဲဟိုဒါမှဒီဒီမှာသူလုပ်လို့ရတယ်ဆိုတဲ့အချိန်ဒီကိုကျွန်တော်ကိုစီရိုးပေါ့လေပြောကြည့်တာပေါ့နော်ပြောကြည့်တော့သူကလည်း okay ပေါ့ okay ဆိုတော့လည်းအဲ့လိုပေါ့ဟိုပြင်ဆင်ကြတာပေါ့နော်ဟိုမျိုးတွေတော့ကျွန်တော်ကအမြဲတမ်းသူ့ကိုဒီကျွန်တော်ရိုက်နေကားကြီးတဲမှာကျွန်တော်ဂျိုးမလို့ဆိုတော့ရေးစမ်းနေတယ်အဲ့လိုမျိုးမဟုတ်ဘူးနောက်ပိုင်းတဲ့ကားဆိုတကားဆိုတခဏတခဏပဲပါတော့သုံးစင်းပဲပါတယ်ဂျိုးဂျိုးသိဥ်ဆိုသုံးစင်းပဲပါလား အဲ့ဒါကတော့မင်းသားတွေမှာတကယ်အများကြီးဒါပေမဲ့ကျိုးသုံးစင်းနဲ့ရိုက်ကြတာဘာလို့လဲဆိုတော့အဲ့လိုမျိုးဟိုအကိုပါမှကိုကမဟုတ်ဘူးခါကျရင်ကိုနဲ့မလိုက်ဘူးကိုကိုမပါလို့ရတယ်ဆိုလည်းမပါဘူးအဲ့ဒါကိုလိုက်မှာပဲကိုတကယ်လုံနိုင်တဲ့စက်ရုပ်လည်းဖြစ်မယ်ကိုအသက်ရွယ်နဲ့အနေထားနဲ့လိုက်တဲ့အမျိုးပေါ့အခုချိန်မှာ16နှစ်ကလေးចောင်းသူလည်းသွားလို့လို့မရအဲ့လိုမျိုးလည်းမလုံချင်ဘူးအဲ့လိုမျိုးဆိုတော့ဒါကလည်းတကယ်လိုက်တဲ့နေရာပြီးတော့ကိုစီးနဲ့လည်းအဲ့လိုစကားပြောတဲ့ခါမှာသူကလည်းဟိုဒီနေရာကိုလုံပေးနိုင်တယ်ကျိုးမကျိုးအမမကျိုးနဲ့လိုက်တယ်ဆိုပြီးတော့အဲ့လိုမျိုးကြောက်လေရိုက်ဖြစ်တာအဲ့လိုအဲ့လို မရှိဘူးအဲ့လိုမျိုးထပ်ဖြည့်ပြီးတော့လှုပ်ထားတာမျိုးတွေတော့မရှိဘူးပထမဆုံးကျွန်တော်စပြီးဇလန်းပုံစံပုံမှာဟိုကအဲဒီလိုမျိုး partition နေနဲ့ဒီလိုဒီလိုသူ့ကန့်နဲ့သူရှိရဲဆိုတာမျိုးကျွန်တော်ကအရင်ဆုံး preparation လို့ခေါ်မျိုးစကားပြောတဲ့ခါမှာကျွန်တော်အလုံးတည်ပြီးသားဖြစ်တော့ရဲတဲ့ခါကျတော့လေသူတို့အခြေအနေတိုင်းဟိုအမှန်တော့ဒီလိုဟိုရကွန်းပုံမှာတကယ်ဟိုစီးစီးပိုင်ပိုင်အုပ်ချုပ်ပြီးတော့ဒီ driving လောက်တာ custody ရောက်တာ ဆိုတော့ तू ပါပဲအကုန်လုံးကသူကဟို support လုပ်တယ် तू ပဲတင်တယ်ဆိုတော့ကျွန်တော်လုံးဝမပေါ့မပေါ့ဆိုတော့ကျွန်တော်ကတော့အောင်သူကြည့်ဘူးကျွန်တော်တို့ကတော့လည်းအကုန်လုံးလုပ်လို့ရအောင်လို့နောက်ကနေပဲလိုအပ်တာပဲကုန်ပတ်မှုပြီးတာပေါ့နော်ကျွန်တော်ကဟိုပါပဲနေခဲ့ဆိုတော့ဘာလို့ကကိုကြီးရဲ့ကြောင့်လဲကြောက်လဲဘာလို့ပြင်းရင်းကြီးရောသူအားနာနေရပဲဖြစ်မှာဆိုလို့လေကျွန်တော်ရိုက်ခွင့်သူရှိတော့တော့မတော်ဘူး ခိုင်နေဝင်နေကြတော့လေတငယ်ချင်းဆိုတော့လေအသူလည်းအရန်ကောင်းတယ်သူလည်းသူရတဲ့ဟိုအကုန်လုံးကကိုယ့်နေရာနဲ့ကိုကအကုန်လုံးကောင်းကြရတယ်ပေါ့နော်ကိုနေထက်ဆိုလည်းအရန်ကြည့်ရတာလေအရန်မိုက်တယ်လုံးဝဟိုသူ့နေရာကဒီနေရာကသူမသူဆိုတဲ့ဟာမျိုးမြင်ရတယ်လေအဲ့လိုမျိုးဆိုတော့အကုန်ကောင်းတယ်လို့ထင်တယ်ကလေးတော့တူတာတော့လည်းအရန်ဟိုကောင်းတယ်သူ့လည်းတကယ်တကယ်ကြိုးလည်းကြိုးစားတယ်တော်လည်းတော်တယ်သူလှုပ်တဲ့အိုင်တီလည်းရောက်တယ်ပေါ့နော်အဲ့လိုမျိုး အာသူကဓာတုတအောင်ကလူကိုရဲ့ idea ကောင်းတဲ့ဆိုပြီးလည်းပဲတက်လာတာဆိုတော့လေဒီကားလေးမှာလည်းသူအရင်လုပ်ခဲ့တဲ့ character နဲ့မတူတဲ့အဲခုဆိုလို့ရှိရင်ဟိုပါတော့ character နှစ်ခုကိုသူကကွဲအောင်လုပ်နိုင်တာဆိုတော့လေအဲသူ့လည်းချီးကျူးပါတယ်ပဲသူ့ကိုကြိုက်တယ်သူ့အားပေးတယ်သူ့ fan တွေသူ့ပရိသတ်တွေလည်းသဘောကျမယ်လို့ထင်တယ်ဟုတ် 2025ကတော့အပထမဆုံးဂျုံတင်မှာသူရောတစေပေါ့သူရောတစေကလည်းအဲ့လိုအပြိုကြီးပေါ့အပြိုကြီးကာရိုက်တာနဲ့အဲ့ဒါတော့ဟိုထွန်းထွန်းနဲ့တွဲထားတယ်အိမ်ဆောင်မဲ့ထွန်းထွန်းနဲ့ထွန်းထွန်းနဲ့တွဲထားတယ်အဲ့ကားလေးဆိုလဲသူရောတစေဆိုလဲဦးမျိုးမင်းနဲ့ခေါင်းကြီးရဲ့အတွဲရေးထားတဲ့ဒီဟိုပါပေါ့တွဲထားတဲ့ဒီတရေကားဆိုတော့ထူးခြားမယ်ထင်တယ်ပြီးတော့မောက်တိုက်ကပထမဆုံးဂျုံတင်ရမယ်ကားဆိုတော့ရင်းလဲရင်ခုံနဲ့ပြိတ္တုတ်လဲလာကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်လာကြည့်နေတာပေါ့ဒီဘာလို့သူတို့ဆက်နေပေါ့ကြမ်းနေတော့ကျွန်တော်တို့လောကပြန်လာပြန်ခတ်တယ် ထပ်ပြီးတော့အေးဟိုအခက်ခဲကြောင်နေပြီးတော့အခက်ခဲကြောင်နေပြီးတော့ရုံတင်ရုံပေါ်ရောက်တဲ့ဒီစ조사ထားတာကြကြီးကိုတော့လို့ပါချိန်ချင်းပြင်ရတယ်ချိန်ချင်းအဲ့လိုပေါ့နော်ဟိုစင်စာမူဝါဒနဲ့လည်းကန့်ညီအောင်ကျွန်တော်အများကြီး조사ရတယ်ပေါ့လေဒါဆိုတော့ဟိုကောက်ကောက်မယ်နောက်ပြီးတော့သဘောကျမယ်လို့ထင်ပါတယ်ဦးမျိုးမျိုးဆိုတော့ကြည့်ရမှာသူ့လက်ကလည်းလက်ရှင်ပြီးသားဆို Thank you.